တင်းတင်းပြေလေးမှာတင်ရဒီကိုကအားလည်းအားတဲ့အချိန်တစ်ခုလည်းရတယ်ဝိုင်းပြီး S လည်းကျွမ်းကျင်တဲ့နေရာပေါင်းစုံလဲကျွမ်းကျင်တယ်မကျွမ်းကျင်တော့ငါအခုခင်မှာဆို Google Map နဲ့အသုံးပြုပြီးတော့ location တွေနဲ့သွားတယ်ပြီးတော့ Google Map ကိုအသုံးပြုပြီးတော့ကိုကအာဘယ်နေရာဖြစ်ရိုက်ဆိုင်ပြီးတော့သွားလို့ရတဲ့ခေတ်ကြီးထဲမှာအလုတ်ကအာရန်ကုန်မှာနေရင်အာရန်ကုန်မှာနေရင် ဒီအလောက်ကန်ခွေလန်းတစ်ခုရမယ်လို့ညွှန်လင်းပါတယ်။အဲဒါဘာလဲဆိုတော့ delivery ဆားပဲပေါ့နော်။ကိုကအလောက်မရှိဘူးဆိုရင် delivery အာ weight လမ်းကြောင်းရှိတဲ့အဲ့ဒီထဲက weight တွေကိုပေါ့နော်။ကိုကယူပြီးတော့လမ်းကြောင်းကနေဆားပြီးတော့အဲ့လိုတလီနဲ့ပတ်သက်တဲ့အရာလေးတလီအဲ weight အကြောင်းကိုတွားပြီးတော့ပို့လိုက်ပို့လို့ရပါတယ်။ဘာပို့ရလဲဆိုတော့ ပို့လိုက်ရတယ်ဆိုတော့အဲဆိုတော့ e မပေးလေအကြောင်းဘလို့ဒီကြည်လဲအာတင်ရဒီနေ့ group မှာညာကြည်ရင်းနဲ့အတွေ့တခုရလို့တင်ရမလုတ်ဖြစ်တော့လုတ်လုတ်ဖြစ်တဲ့လူအတွက်ရှင်းလုတ်ပြချင်ဖြစ်ပါတယ်အဲဆိုကြည့်ကြအောင်နော် ဒီမှာဆိုရင်ရန်ကုန်ဆိုတဲ့ delivery ရဲ့ group တဲ့ဘောနော် Facebook group ကရန်ကုန် delivery ဆိုရိုက်ထည့်ပြီးတော့အမရေးထားတဲ့အရာလေးရှိတယ်ဝေးတယ်လမ်းကြောင်းရှိတယ်ဒီမှာဆိုရင်တွေ့လားဒီမှာစုမော်နင်းဆိုရေးထားတယ်နော်ဒီမှာနိုင် ြူပြီးတော့တန်လင်းတူဝေးပို့ပေးရမှာအစားတောင်းတဲ့ပတ်သက်တဲ့အရာလေးတွေပေါ့အမဝင်ဖက်ကြည့်ကြည့်ပါအမကိုနဲ့ကြိုက်နေတဲ့အရာလေးတွေကိုယူပြီးတော့ပို့ပေးပါပေါ့နော်ကိုကျိုးချင်းဆိုတာရှိတယ်ကျိုးချင်းဆိုရင်လည်းကျိုးချင်းပေါ့နော်အဲ့လိုမျိုးရှိတယ်အာဒီတည်းရတော့ဒီဒီလောကတည်းမှာမဝင်တဲ့ခါကျတော့တိတ်မသိဘူးစမဲ့ဟောကိုကစင်ချင်ပေါ့တကယ်လို့ဒီပစ္စည်းရဲ့ကျိုးရှင်းတာတော့ဘာလို့ဆိုရင်ကိုယ်အတွက်အဆင်မပြေဆိုရင်မလုပ်နဲ့ပြီးတော့အာပြီးတော့ဒီမှာ ကျိုးရှင်းတယ်ဆိုပေမဲ့အာချိုးကြရရှိတယ်လေကိုကပစ္စည်းပို့လိုက်တယ်ဆိုရင်အာကိုအဲ့ဒီကတ်အဝယ်သူစီကိုရောင်းတဲ့သူစီကိုပြန်ပြီးတော့ပတ်စံပို့ပေးလို့အဆင်မပြေတဲ့ခါကျတော့ကျိုးရှင်းနေနဲ့ ပြောတာပေါ့အဲ့ဒီတော့ကိုကချူရှင်ဆိုရင်လည်းဘာလို့ကိုမအရင်ကြီးရှိတဲ့ဆိုချူရှင်ဆိုချူရှင်ရတယ်ပြီးရင်ဟိုကနေအာကတ်စတမာဇီယာရောက်တဲ့ခါကျရင်ဝယ်သူဇီယာရောက်ရင်ပြန်သားပေါ့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဒါကတော့ရင်းနှီးရတဲ့ပုံစံပဲဒါပေမဲ့ဒီကောင်ကျရင်းရင်းနှီးဆိုတာပြင်ပြန်လဲအော်ကိုပတ်စံပြန်လဲပတ်လို့ရတာပေါ့နော်ဒါကြောင့်ချူရှင်ဒါရင်းကောင်ကိုဆိုပြီးတောင်းခွဲဟိုရောက်ရင်ကိုက PC ပို့ရင်ဒီဝယ်သူဇီယာနေဒီလေးတောင်းဟိုသူဇီယာပြန်ယူအာပို့ခါပေါ့နော်ပို့ခါဆိုတော့လေးတောင်း ုံရမှာအိမ်မှာဆိုရင်ဒီမှာဒလီတွေကအဲကိုကတကြောင်ပို့ရင်၄000လို့၅000လို့အဲ့လိုမျိုးရတာပေါ့နော်ပြောလို့၂ကြောင်လို့၃ကြောင်လို့ဆက်တိုက်အများကြီးဆိုရင်တနေ့ဝင်ငွေဆိုတာမနေမတော့ဒလီခါပေါ့နော်ဒလီတွေကပါတယ်ဒီမှာဗဟန်တို့ဒီမှာသူရေးထားတဲ့အရာလေးတွေကိုလိုက်ပြီးတော့လေ့လာကြည့်ပါဆင်မကိုနဲ့အဆင်ပြေတာ၊ဂိုက်တဲ့အရာလေးတွေတစုံတစ်ခုတင်ပြလို့ပြောရင်ပြောလေး ရင်ဒီဗီဒီယိုလေးကိုလောက်ပြရခြင်းဖြစ်ပါတယ်။ဒီမှာဆိုဂျိုရှင်က9000တမချက်ချစ်ရွှေစင်ဆိုပြောရေးတာဂျိုရှင်က9000တလီယာတတတပေါ့နော်။အခု18လမ်းမင်္ဂလာတောင်ကျူယူပြီးတော့မြောက်ကလာကိုဒီနေ့ပို့ပေးရမှာတဲ့အဲ့လိုမျိုးဆိုတော့ဘောအတွက်ကဒီနေ့ဝင်ဝေးဆိုတတောင်းဆိုတာကအလုံးမရှိတဲ့လူအတွက်အဆင်ပြေတယ်ပေါ့နော်။အဆင်ပြေစေတယ်။အဲအဲကြောင့်ဒီဗီဒီယိုလေးကိုလုပ်ပြချင်းဖြစ်ပါတယ်ဒီဗီဒီယိုဘာလို့လုပ်ပြချင်းလဲဆိုတော့အချို့အလုံးမရှိတဲ့လူအခက်ခဲတွေ့တဲ့လူအတွက အခါဒါလေးဟာသစာတပိုင်းသစာရမယ်လို့မျှော်ရင်ရင်ဒီဗီဒီယိုလေးကိုအလုပ်ပေးချင်ဖြစ်ပါတယ်။ဒီမှာပေါ့နော်အချို့ကြတော့ဗာပစ္စည်းလဲဆိုတော့တေချာကြည့်ပေါ့နော်အချို့ကြဥပဒေနဲ့မကင်လို့တဲ့ပစ္စည်းတွေရှိချင်ရှိမှာမို့ဒါလေးကတတိထားပြီးတော့ပို့ဆောင်ရမှာပါပဲဖြစ်ပါတယ်။ဒါလေးဘာလို့ကဥမာကလဲတဲ့သွားเสียရှိတယ်ဒါပေမဲ့ကိုရဲ့ဝေးလန်းချောင်းက လှည့်နေသွားစရာရှိတယ်အဲအဲဆိုရင်ကိုယ် push တင်လို့လို့ရအောင်เนาะခုဒီနေ့ကဘယ်လန်းကြောင်းอ่ะနေဘယ်လန်းသွားမှလဲအဲဆိုတော့ကို delivery ဒီ group ထဲမှာပို့လိုက်တဲ့ခါကျတော့ဒီ PC ပို့ရလူကလည်းသူ့ဝေးနဲ့အာသူ့ပို့ဆောင်ရမယ်ဝေးနဲ့ကရင်တော့ကိုယ်ဆက်သွယ်လာမှာ ဖြစ်ပါတယ်အဲ့လိုမျိုးပေါ့เนาะကိုယ်ကကြိုရှင်းဖြစ်တဲ့အတွက်ကြောင့်အာဒါလေးတွေကနှစ်ဦးနှစ်ဖက်အဆင်ပြေတယ် ဝမ်ဝေကျိုရှင်ကျိုရှင်ဒီမှာဒါလေးတွေရှိပါတယ်ဒါလေးပေါ်မှာတင်ရတော့ဒီမှာကြည့်ရင်လည်းဗီဒီယိုလေးလောက်ထားပါတယ်တင်ရင်းနေသူကြည့်ချင်ရင်ဒီဗီဒီယိုလေးကိုအဆုံးအောင်ကြည့်လိုက်ပါနော် အမှ comment comment နေရှိတယ်။အာပြီးတော့ဒီမှာတည်သေးထားတဲ့အရာလေးတွေပေါ့နော် comment ရှိတယ်ပြီးတော့တည်ထားရမှာကသူရေးထားတဲ့အရာဒီအပေါ်ကပေါ့နော်ဒီအပေါ်နာမည်ရအက 1D ဆိုရေးထားတဲ့ဟာ 1D ဆိုတော့ရေးထားတဲ့ဟာကလေ 1D လို့ရေးထားတဲ့ဟာတရက်တရက်ကြာပါတယ်တရက်ကြာပါတယ်အဲ့အတွက်ပေါ့နော်တရက်ကြာပါတယ်ဒါမှအောက်မှာဆိုရင်ကိုနိုင်ရအောက်မှာဆိုမေးစနစ်အဲ့ဆိုမေးကြော်ပါပြီပေါ့နော်ကြော်ပါပြီ 22ရက်မေ22ရက်ကိုမေ20ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနေကြည်ပါရက်ကိုတိချာကြည်ပါ ချိုးကြတော့တွေ့လားမချိုးရှင်းစရာမလိုဘူးပေါ့နော်ဒါဒီကနေ PC ယူပြီးတော့ဟိုကိုပို့ရမယ်ချိုးရှင်းမလိုတာတော့ရှိတာပေါ့နော်ကိုကြတော့လေတဏှာတွေကိုပဲဝေ့အများရှိတယ်အဲဆိုတဏှာတွေကိုပဲဝေ့များချို့ကိုပို့ဆောင်ရအောင်ကိုအတွက်ကအာ အများကြီးအခွင့်အလမ်းရစေတာပေါ့နော်အဲ့ဒီအတွက်အလုံးမရှိတဲ့လူတွေအတွက်ဒီဒါလေးရဲ့တပိုင်းတစ်စမ်းလုပ်လို့ရတယ်ဆံပြလေးလဲဦးနီး ရောင်းဝယ်လုပ်တဲ့လူတွေအတွက်ဘော်ဒါလေးတွေကအဲအဲ့လိုမျိုး delivery ကိုက PC တကခုရောင်းမယ်ဆို online နဲ့ထိုးပေါက်ခြင်းရင်ဒီ delivery ဆိုတဲ့ group အနေနဲ့ချိတ်ဆက်ချိတ်ဆက်ရမှာပါပဲဒီတော့ delivery group တွေကိုအာဒီမျိုး post တင်လာခြင်းအပြည့် delivery နဲ့ပြန်ပြီးတော့အဲ့လိုရတာပေါ့နော်အာ delivery အများကြီးနဲ့တွေ့ပြီးတော့ဒါလေးအတွက်ကိုကိုရဲ့ဒီစီးပွားရေးအတွက်အထောက်အကူပြုစေမှာဖြစ်ပါတယ် တမမတချို့ကြတော့နော်ငွေကြိုးလုံးဝမရှင်းဘူးယုံကြည်မှုနဲ့လုပ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဒီယုံကြည်ရတဲ့ဆိုတဲ့အရာလေးတွေကိုကအာအမြဲတမ်းပို့ပို့နေကြပါတယ်ဆိုတဲ့အရာလေးတွေကိုကသင်ပေးရမှာပေါ့နော်အချို့ဒါကလည်း marketing တခုပေါ့ဒါဆိုရင်အာကိုကဒီ ဒီပေါ့ဒီစပိန်တဲ့ဆိုရင် तू อ่ะရေးစိုးအောင်ခံအောင်လုပ်ထားဆိုတော့ तू อ่ะပစ္စည်းတစ်ခုကိုပို့ရင်အတတေချာပို့ပြီးတယ်တတေချာထုတ်ပို့ပြီးတဲ့ပေါ့အဲ့လိုပုံစံလေးဖြစ်ပါတယ်တင်ပါ ီမှာရသွားပြီဆိုတော့ကိုကဒါပြတော့ post တင်လိုက်ပြီတရက်တရက် post တင်လိုက်တယ်အာကိုရဲ့ delivery တွေကပေါ့နော်ကိုကရသွားပြီဆိုရင်ရသွားပြီအရာလေးတော့ပြန်ရေးတယ်ဘာလို့လဲဆိုတော့သူများကကိုစီလာလာဖုန်းဆက်မှာဆိုတော့ကိုကရသွားပြီဆိုတာသူများအနောက်ရှင်းမပြစေချင်လို့ပေါ့နော်ဒါလေးရသွားပြီဆိုရင်ရသွားပြီလို့အရာလေးကိုပြန်ပြီးတော့ပြန်ရေးတယ်ပြန်ရေးတော့ကိုရဲ့ post ပေါ်မှာကိုပြန်ပြင်ပြီးတော့ရေးလို့ရပါတယ် ချိုးကြတော့ဘောနော်တဲ့ YPS နဲ့လက်ခံလို့အရာတွေပစ္စည်းလည်းရှိတယ် YPS နဲ့လက်ခံလို့မရတဲ့ပစ္စည်းတွေလည်းရှိတယ်ဘောနော်အဲ့ဒါဆိုရင်ကိုယ်နဲ့ကိုက်တဲ့အရာလေးတွေကိုရည်တည်သွားဘောနော်ပြန်လို့ကိုယ်ကပစ္စည်းပို့ရမယ်ဆိုဘာပစ္စည်းလဲတိတ်တိတ်ကြကြမေးဘောအဲ့လိုလေးလေးတွေရှိပါတယ်နော်